ရင် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီကတော့ဆင်းရဲသားနဲ့ချမ်းသာတဲ့ကလေးရဲ့ကြားရဲကပျော်ပွဲရွှင်ပွဲဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါချမ်းသာတဲ့ရက်ွက်တစ်ခုမှာတော့တင်းကြံပွဲနဲ့ပတ်သက်ပြီးအမြဲတမ်းကြီးကြဲခဏစွာကျင်းပလေးရှိကြပါတယ်ချမ်းသာတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပတ်စံကိုလည်းအများအပြားအသုံးပြုနိုင်ကြပါတယ်ဒီအချိန်မှာအမျက်အစွန်နဲ့အများကြီးရရှိသွားခဲ့တဲ့သူကတော့ရက်ွက်ထဲမှာ ကုံစုံဆိုင်ဖွင့်ထားတဲ့ Ravi Kishan ဆိုတဲ့သူတစ်ယောက်ပါပဲ။သူရဲ့ဆိုင်မှာလိုအပ်တဲ့ပစ္စည်းတွေအားလုံးတင်ရောက်ပေးနေခဲ့ပါတယ်။အိမ်အသုံးဆောင်ပစ္စည်း၊ကုန်ကြောက်ပစ္စည်းတွေအပြင်တည်တည်တင်နံတွေအားလုံးလည်းသူဆိုင်မှာရပါတယ်။ကဲ Ravi Kishan ရေမင်းရဲ့ဆိုင်ကပစ္စည်းတွေကတော်တော်လေးကိုစုံလင်လွမ်းတာပဲ။ရက်ကွက်ထဲမှာနေထိုင်ကြတဲ့ချမ်းသာတဲ့သူတွေအကုန်လုံးကလည်းတခြားအပြင်ကိုသွားပြီးဝယ်စရာကိုမလိုတော့ဘူး။တို့အတက်ပစ္စည်းတွေအားလုံးကမင်းဆိုင်မှာရနေတာဆိုတော့တို့အားလုံးကလည်းမင်းဆိုင်ကနေပြီးတော့ပဲလာဝယ်ကြတယ် အေးဟုတ်တယ်ငါလည်းအဲ့ဒါကိုပဲစူးစမ်းနေရလीစေးကြီးတဲ့ပစ္စည်းပစ္စည်းရောတွေအားလုံးငါ့ရဲ့ဆိုင်မှာရရှိသွားတော့ကောင်းတာပေါ့အဲ့ဒါကြောင့်အခုလဲကြည့်လေတကြံကြရင်ရောင်းဖို့အတွက်ဆိုပြီးတော့ရေပြွတ်တွေတနတ်တွေအများကြီးပဲငါယူလာခဲ့တယ်ဒီမှာစေးကြီးတဲ့ရေပြွတ်တနတ်တွေကြီးပဲဈေးနေတာ quality မကောင်းတာတခုမှမတင်အောင်အကောင်ဆုံးဆိုတာတွေကိုပဲငါတင်ထားတယ်အေးပါအေးပါမင်းတင်ထားတဲ့ပစ္စည်းတွေအားလုံးကိုလည်းငါတွေးပါတယ် ခလေးကစားစရာတွေကအစာဘလောက်တောင်မှဈေးများမလဲဆိုတော့ကိုကြည့်ယုံနဲ့သိနိုင်တယ်။ဒီတစ်ခါသင်းညာပွဲနေကြရင်တော့မင်းကဝဲသူတွေကိုဈေးပေါ်တဲ့ပစ္စည်းတွေဝယ်ခွင့်မပေးတော့ဘူးနဲ့တူတယ်ဟမ်။အမလေးဈေးပေါ်တဲ့ရေပြောတနတ်တွေနဲ့ပစ္စည်းတွေကိုရောင်းချင်တယ်ဆိုလို့ရှင်တော့ဒီရက်ကွက်ထဲမှာလှဲနေလားရောင်းမှပဲရှားလိမ့်မယ်။ဒါပေမဲ့ငါဘယ်သူကမှအဲ့လိုဖြစ်ခွင့်မပေးနိုင်ဘူး။ဒီရက်ကွက်ထဲမှာငါကလွယ်လို့ဘယ်သူမှဈေးမရောင်းရဘူး။သူကတော့တကယ်တော်လေးကစီကုပ်ပြီးလောဘကြီးပါရဲ့။ ရက်ကွာတစ်ခုလုံးမှသူတယောက်ထဲဆိုင်ဖွင့်ထားတော့ပါသူကတခြားသူတွေကိုလည်းအလုံးလုံးခွင့်မပေးခဲ့ပါဘူးဘယ်သူမဆိုသူ့အနီအနားမှာဆိုင်လာဖွင့်ဖို့ကြိုးစားခဲ့တဲ့ဆိုရင်လည်းသူကချင်းချောက်ပြီးမောင်းထုတ်ဖြစ်ပါတယ်အဲ့ဒါကြောင့်ရက်ကွာထဲကလူကြတော်များကဒီရက်ကွာထဲမှာဆိုင်လဲဖွင့်လို့မရခဲ့ကြပါဘူးခမရဒါဘာလို့ကြလဲဒီနေရာမှာဘာဖြစ်လို့ဆိုင်လာဖွင့်ထားရတာလဲဘာရောက်မယ်လို့စဉ်းစားထားလဲအခုတင်းညံပွဲရောက်ရှိတော့မှဆိုတော့ကျွန်တော်ရေပြိုတနတ်လေးတွေနဲ့ တကြံနဲ့ပတ်သက်တဲ့ပစ္စည်းတွေလာရောင်းကြပါ။ဘာပြောတယ်မင်းကငါရွက်ပြောနေရငါ့ကိုရွက်ပြီးပြန်လာဖြေနေရလား။အခုချက်ချင်းဒီကနေပြီးတော့ထွက်သွားလိုက်တော့ငါရဲ့ဆိုင်ရှိမှဘာမှလာဖွင့်မနေနဲ့။ငါရရဲ့ရက်ကွက်တစ်ခုလုံးမှငါဆိုင်တစ်ဆိုင်ပဲရှိရမယ်။ပြီးတော့ငါရဲ့ဈေးကြီးပြီးတော့အရေးအသွေးမိရဲ့ရေပြောတနတ်တွေအများကြီးရှိနေတဲ့သားနဲ့မင်းရဲ့ဈေးပေါ်တဲ့ရေပြောတနတ်တွေကိုဘယ်သူကယူမှာလဲ။ဒီရက်ကွက်မှာချမ်းသာတဲ့သူတွေကြီးပဲရှိကြတော့အားလုံးကလည်းတော်တော်လေးကိုပတ်စံသုံးဖြုံနိုင်ကြတယ် မင်းရများဈေးပြောတဲ့ရေပြော့တွေကိုလာရောင်းနေသေးတယ်။ဆင်းရဲတဲ့ကလေးတွေကဘလို့ရေပြော့တနတ်တွေကိုအတုံးပြုတ်ပြီးချမ်းသာတဲ့ကလေးတွေကဘလို့ရေပြော့တနတ်တွေကိုအတုံးပြုတ်လဲဆိုတာကိုငါသိတယ်။အခုဆိုရင်တော့ကျွန်တော်ဒီမှာလိုအပ်တဲ့ပစ္စည်းတွေအများကြီးဝယ်ပြီးသွားပြီးဆိုတော့ခဏလေးကျွန်တော်ရက်ဆောင်ကြည့်နေလိုက်အောင်မယ်။ဝယ်ခြင်းနဲ့တူရှိရင်လည်းလာဝယ်ကြမှာပေါ့။ကောင်းပြီလေ။ဒီရက်ကွက်ထဲမှာမင်းကရေပြော့တွေကိုရောင်းထွက်မယ်လို့တွေးထားတယ်ဆိုလို့ရှင်တော့ငါမင်းကိုနိုင်ကွက်လောက်ရက်ခွင့်ပေးထားလိုက်မယ်။ နိုင်ကွက်ကြတဲ့အထိမင်းဆိုင်ကိုဝဲသူတယောက်မှရောက်မလာဘူးဆိုရင်တော့မင်းဒီကနေထွက်သွားရမယ်နော်။ရဗီကီရှန်ကတော့သူ့ရဲ့ဆိုင်မှာဈေးကြီးတဲ့အယုတ်တွေနဲ့ရေပြိုတန်းတက်တွေအများကြီးချိတ်ပြထားပါရီ။ဝဲသူတွေကလည်းသူ့ဆိုင်ကိုရောက်လာကြပါရီ။ရာမိုးကတော့တောက်လီတနေရာမှာဆိုင်ဖွင့်နေခဲ့ပါရီ။နိုင်ကွက်ကြတဲ့အထိဘယ်သူမှရောက်မလာခဲ့ဘူးဆိုလို့ရှိရင်တော့ဘေးရဆိုင်ရသူကသူ့ကိုမောင်းထုတ်ကြမှာပါ။အကော်ရဲ့ရေပြိုတန်းတက်လှလှလေးကောင်းလာလေးပြ။ကျမတို့လေးရမွေးနေဆိုတော့ကျမတို့လက်ဆောင်ပေးရမယ်လေ။ အေးအေးအေးဟုတ်ပြီဟုတ်ပြီအခုပေးမယ်နော်ဒီမှာအတန်ထွက်တဲ့ဟာရီရောတချင်းတန်ပါတဲ့ဟာရီရောအများကြီးရှိတယ်ဈေးရတော့ကြီးရရတယ်ဈေးများတယ်လို့ထင်ရတဲ့ဟာကိုပဲပေးဈေးပေါ်တဲ့ဟာရီကိုဒီနေ့ခင်မှာဘယ်သူကဝယ်မလဲအမျိုးသမီးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာရဗီကီရှန်ကရာမူးကိုကြည့်ပြီးခနဲ့တလို့ရီပြလိုက်ပါတယ်ရာမူးလည်းစိတ်ညစ်သွားပါတယ်ခဏအကြာမှာတော့သူဒီကနေသွားရတော့မှာပါဒါကချမ်းသာတဲ့ရက်ကွက်နော်ဒီရက်ကွက်မှာဈေးပေါ်တဲ့ရေပြိုတနတ်တွေကိုဘယ်သူမှဝယ်ကြမှာမဟုတ်ဘူး ဟုတ်တယ်ဟုတ်တယ်ဒီရက်ကွက်ကကျွန်တော်တို့လိုမျိုးစင်ရန်သားတွေတော့မဟုတ်ဘူးနော်အားလုံးကလည်းဈေးကြီးတာတွေကိုပဲရွေးပြီးတော့ဝယ်နေကြတယ်ဒါဆိုရင်တော့ကျွန်တော်ဈေးထဲမှာပဲတွားရောင်းတော့မယ်ဗျာဘလို့ဖြစ်တာလဲဆရာထက်တံမှုတွေအားလုံးပြောင်းဆုံးသွားပြီလားဒီနေရာမှာမင်းရဲ့ရေပြောတန်းတတ်တွေကိုဝယ်ယူမဲ့သူမရှိဘူးလို့ငါပြောခဲ့တာပဲငါပြောတာအောင်နားထောင်တော့အခုလည်းအချိန်ရှိသေးတယ်ဒါနဲ့ဒီနေရာကိုမင်းဘာဖြစ်လို့လာခဲ့ရတာလဲဒီနေရာရဲ့လိပ်စာကိုရောဘယ်သူကပေးလိုက်တာလဲကျွန်တော်ကဒီရောက်ကောက်မှာရှိတဲ့တထဲကြီးတည်းရဲ့အိမ်မှာ ကာတန့်ရှင်ရင်လောက်တယ်လေအဲ့ဒါနဲ့ရက်ကွက်ထဲမှာစိုင်နေတယ်ဆိုတော့ကျွန်တော်ကိုဒီစိုင်ဖွင့်ကြည့်လို့အကြံပေးလို့လာဖွင့်တာရောင်မိုးကအရိကနေထွက်ခွာသွားတော့မယ့်အချိန်မှာပဲခလင်းငယ်လေးတယောက်ကသူ့အဖိုးနဲ့အတူတူရောက်လာခဲ့ပါတယ်ကဲကဲကဲရေပြုတ်တယ်ရေဘယ်သွားနေရလဲခဏနေအောင်အဖိုးရေဝယ်ပေးပါဝယ်ပေးအေးပါဝယ်ပေးမယ်ဒါနဲ့ဟိုဘက်ကရေပြုတ်တနတ်လေးကဘလို့ရောင်းလဲဟုတ်ကဲ့တကုတ်20ပါဦးလေးကြီးကကျွန်တော်ဆိုင်ကနေကြတော့မဝယ်ဘဲနဲ့ဘာဖြစ်လို့ဈေးပေါ်တာရွေးဝယ်နေရတာလဲ အော်ငါရဲ့ငါးနှစ်အရွယ်မီးလေးကိုငါကတလောက်ဈေးများတဲ့ရေပြိုတနက်ကြီးဝယ်ပေးပြီးတော့ဘာဖြစ်လို့ပတ်စံတွေအများကြီးသုံးဆွဲရမှာလဲပြီးတော့ရေပြိုတနက်ကြီးကလည်းအကြီးကြီးပဲသူကင်တော့မကင်နိုင်ဘူးကြပြီးတော့ကွဲသွားမယ်ပြက်စီးသွားမယ်ဆိုလို့ရှိရင်တော့ငါတို့လည်းထပ်ပြီးဆုံးရှုံးရမယ်ပွဲလေးတစ်ခုအတွက်နဲ့ပတ်စံတွေအလောက်များကြီးဖြုံးစရာမလိုဘူးလေငါတို့ငငယ်တုန်းကဆိုလို့ရှိရင်တော့ရေပြိုတနက်တောင်ရှိတာမဟုတ်ဘူးကဲကျော့သားလေးရေနင်းနဲ့လိုက်ဖတ်တဲ့ရေပြိုတနက်ပေါ့ပေါ့လေးဒါလေးနဲ့ပဲစောင်းနော် အဖိုးရေဒါလေးကကောင်းလိုက်တာလှတယ်တာအရန်ကြိုက်တယ်ဟိုဘက်ကစင်ပုံစံလေးနဲ့ဟာလေလိုချင်သေးတယ်ခလေးလေးကတော့သူ့လိုချင်တဲ့ရေပြိုတနတ်လေးရရှိသွားတဲ့အတွက်ဝမ်းသာပျော်ရွှင်သွားပါရဲ့ဒီခလေးလေးရေပြိုတနတ်တွေဝယ်နေအောင်ကိုတွေးကြရတဲ့အခါမှာကျန်တဲ့ခလေးတွေအကုန်လုံးကလည်းဒီဆိုင်ကရေပြိုတနတ်တွေကိုလာဝယ်ကြပါရဲ့ခလေးတွေကလည်းချစ်စရာကောင်းတဲ့ရေပြိုတနတ်အသေးစားလေးတွေကိုသဘောကျကုန်ပါရဲ့တဖြည်းဖြည်းနဲ့ရာမူရဲ့ဆိုင်မှာရှိတဲ့ရေပြိုတနတ်တွေအားလုံးရှောင်းကုန်သွားခဲ့ပါရဲ့ ဘလို့ဖြစ်ကြလဲအမရဲ့အမရဲ့သားလေးကိုဈေးပေါ်တဲ့ရေပြိုတနတ်တွေဝယ်ပေးနေရလားကျွန်တော်ရဲ့ဆိုင်မှာဈေးကြီးတဲ့တနတ်တွေအများကြီးရှိတယ်ကျွန်တော်ကအားလုံးအတွက်အကောင်းမွန်ဆုံးပစ္စည်းတွေတင်ထားပေးတာအမတို့ကတော့ကျွန်တော်ဆိုင်ကမဝယ်ဘဲနဲ့ရာမူးဆိုင်ကနေတောက်ဝဲနေကြတယ်ကျမတို့လည်းဘလို့လုပ်ရမလဲကိုရဲ့ခလေးတွေကိုယ်တိုင်ကပေါပေါလေးနဲ့တသေးလေးတွေကိုကြိုက်တာဆိုတော့ကျမတို့လည်းခလေးတွေအစဉ်ပြေတာကိုဝယ်ပေးရတာပေါ့ဒါရီကိုသူတို့ချိုးပြီးတော့ပြစ်လိုက်မယ်ဆိုရင်တော့မှတိတ်ပြီးတော့မဆုံးရှုံးဘူးလေပြီးတော့တခုကိုဟိုအကိုက20နဲ့ပဲရောင်းနေတာ ပြီးတော့မင်းငါပြောတော့တေချာနာကြောင့်မင်းရဲ့စီးပွားရေးအတွက်ပဲတွေးမနေနဲ့တခြားသူတွေအတွက်ကိုလည်းတွေးပေးစမ်းမအောင်ကိုအတွက်ကိုပဲကြည့်တယ်တခြားသူတွေကိုလည်းဒီနေရာမှာဈေးရောင်းဖို့အတွက်အခွင့်ရေးပေးစမ်းမအောင်မင်းကတော့ပစ္စည်းတွေတင်ချင်တလို့တင်ပြီးတော့ငါတို့စီကနေလူရှက်နေတယ်လို့ပဲမင်းကရေပြိုတနက်အကြီးကြီးတွေတင်ထားပြီးငါတို့ကခလေးတွေကိုဈေးကြီးရဲ့ဒီတနက်တွေလိုက်ဝယ်ပေးနေရမယ်ဆိုတာကတော့မဟုတ်သေးဘူးလေရောင်မူရဲ့ဆိုင်မှာလည်းရန်ကုန်ကောင်းတဲ့ရေပြိုတနက်တွေငါတို့ဝယ်လို့ရနေရပါပဲ ရင်တော့ကောဆိုလို့ရှိရင်တော့ဆိုင်တဆိုင်ပဲရှိတာအဲ့ဒီအတွက်ကြောင့်ငါတို့လည်းမတက်နိုင်တဲ့အဆုံးမှာတော့လိုအပ်တာတွေကိုနီနီနနာမို့လို့ဒီမှာပဲလာဝယ်နေရတာရာမူလည်းဒီနေရာမှာဆိုင်တဆိုင်အသက်ထွက်လိုက်တာအရင်အကောင်းနေငါတို့မှရွေးချယ်စရာလည်းရသွားတဲ့အခါကျတော့သူ့စီကနေဝယ်လိုက်တာငါတို့လည်းငွေအများကြီးချွေတာနိုင်သွားတယ်နောက်ဆိုရင်တော့မင်းလည်းဈေးတက်တာပြီးကောင်းမွန်တဲ့အရေးသွေးရှိတဲ့ရေပြွတ်တနတ်တွေကိုရောင်းငါတို့လာဝယ်မယ်ဟုတ်တယ်ဟုတ်တယ်ပြောစရာကောင်းတယ်ပြောစရာကြီးပဲဟေ့ ကလေးတွေအကုန်လုံးကလည်းရေမောပျော်ရွှင်စွာနဲ့ပွဲကိုဆင်နွှဲကြပါတယ်။သူတို့ကရေပြိုတန်းတဲ့တွင်နဲ့တယောက်ကိုတယောက်လည်းရေပန်းနေခဲ့ကြပါတယ်။ဒီအချိန်မှာဈေးဆိုင်ပိုင်းရှင်ကြီးရဗီကီရှန်ကလည်းနားလေသွားခဲ့ပါပြီ။ဆင်းရဲသူကရောင်းတဲ့ဈေးပေါ်တဲ့ရေပြိုတန်းတဲ့ဖြစ်စေ၊ချမ်းသာတဲ့သူကရောင်းတဲ့ဈေးကြီးတဲ့ရေပြိုတန်းတဲ့ဖြစ်စေ။ဘာမှကွာခြားချက်မရှိပါဘူးပျော်ရွှင်မှုကသာအရေးကြီးရပဲဖြစ်ပါတယ်။ရေပြိုတနတ်တသိလေးကိုအတုံးပြုတ်ပြီးတော့ကြီးမားတဲ့ပျော်ရွှင်မှုကိုရနေတယ်ဆိုရင်ဒါလည်းကောင်းတာပါပဲ။ အမှန်တကယ်မှာတော့ပျော်ရွှင်မှုဆိုတာကတန်ဖိုးဖြတ်လို့ရတဲ့အရာမဟုတ်ပါဘူး။ဘယ်နေရာကနေပဲရောက်လာသည်ဖြစ်စေတန်ဖိုးမဖြတ်နိုင်အောင်လို့တန်ဖိုးကြည်လွန်ပါရယ်။ရာမူးလည်းရောင်းဝမ်းတော့ပျော်ရွှင်သွားခဲ့ပါရယ်။သူအခုဆိုရင်တော့ဒီရောက်ကထင်မှဈေးဆိုင်လေးဖွင့်လို့ရရှိသွားခဲ့ပါရယ်။တင်းချံပွဲတော်မှာလည်းသူပတ်စံတွေအများကြီးရှာနိုင်သွားပါရယ်။ဒါအပြင်ရက်ကွက်ထင်မှရှိတဲ့မိသားစုဝင်တွေအတော်များများကတချံပွဲတော်မှာသူအတွက်လက်ဆောင်လေးအများကြီးလက်ယူဆောင်လာခဲ့ပေးကြပါရယ်။ဒါမှရာမူးကလည်းသူရဲ့မိသားစုဝင်တွေနဲ့အတူတူပျော်ရွှင်စွာနဲ့တင်းညံပွဲကိုဆင်နွှဲလို့ရပါမယ်။ ဒီဆိုင်ကိုပထမဦးဆုံးရောက်ရှိလာခဲ့တဲ့အဖိုးကြီးကတော့ Kishan Lal ဖြစ်ပါတယ်။ရက်ွက်ထဲမှာသူ ပြောတဲ့စကားကိုအားလုံးကလက်ခံယုံကြည်ပြီးလေးစားခံရတဲ့ပုံကိုကြီးပါ။သူပြောလိုက်တဲ့စကားကိုလက်ခံပြီးတော့မှတော့ရက်ွက်ထဲမှာ Ravi Kishan ရဲ့ဆိုင်အပြင်နောက်ထပ်ဆိုင်တွေအများကြီးတိုးလာခဲ့ပါတယ်။ဒါမှရက်ွက်ထဲကသူတွေအားလုံးကအဆင်ပြေပြေနဲ့ဈေးဝယ်နိုင်ပါလိမ့်။ရာမိုးလိုမျိုးစင်ရင်သားတွေအတွက်လည်းအကျိုးဖြစ်ထွန်းစေရပါဘော့။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဆရဲသားရဲ့ဟိုလီတင်းညံပွဲဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ဟိုလီတင်းညံပွဲဆိုတာကတော့အယောင်စုံတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်။တယောက်ကိုတယောက်အယောင်တွေနဲ့တုံလင်းကြပါတယ်။အယောင်တွေအားလုံးကအယံကိုလှပါလုံးမိမယ်။ဘဝရဲမှာမရှိတဲ့အယောင်တယောက်ကတော့ရှိပါတယ်။အဲ့ဒါကတော့အမဲယောင်ပါ။ဟိုလီတင်းညံပွဲနေမရောက်ခင်မှာပဲကိုပါလီရဲ့ဘဝကတော့အမဲယောင်ဆုံးထင်းသွားခဲ့ရပါတယ်။ကိုကြီးပါဖရဲသခင်ကောင်းချီးပေးပါလိမ့်မယ်။ကျွန်တော်ကိုကြီးပါ။ ကျွန်တော်ဘလောက်တောင်မှအကူကြီးမဲနေလဲဆိုတော့ကိုကြည့်ပါဦးကျွန်တော်ကိုနည်းနည်းမဆိုပေးပါဦးဖယားသခင်အများကြီးအစားပြန်ပေးပါလိမ့်မယ်ကျွန်တော်ကိုကူညီပေးပါဒီအချိန်မှာပဲကားတစီကအရှိန်ပြင်းပြင်းမောင်းနေလာခဲ့ပြီးသူရဲ့ခြေတော်ကိုဖျက်တိုက်သွားခဲ့ပါတယ်သူလည်းအတန်အကျဲကြီးနဲ့អော်ခဲ့ပါတယ်អော်ဟင်းနေနဲ့သူလည်းအရာကနေရုတ်တရက်လှန်နိုလာခဲ့တာပေါ့သူလည်းသူရဲ့လက်တွေကိုကြည့်လိုက်တဲ့အချိန်မှာတော့သူရဲ့လက်တွေအကောင်အတိုင်းရှိနေအောင်ကိုတွေ့ခဲ့ရပါတယ် သူရဲ့သမီးလေးပူနမ်ကလည်းသူ့အနာမှာအိမ်နေခဲ့တာဖြစ်ပြီးဖခင်ဖြစ်သူရဲ့အတန်းကြောင်းလို့သွားခဲ့ပါရီပြီးသွားတဲ့အခါမှာတော့မေးခဲ့ပါရီဘာဖြစ်တာလဲအဖေရဘာဖြစ်တာလဲဘာဖြစ်သွားတာလဲအဖေဘာဖြစ်လို့အခုလိုမျိုးအော်လိုက်ရတာလဲအိမ်မက်ဆိုရီဘာရီမြောင်မှတ်တာလားဟုတ်တယ်သမီးလေးရေအိမ်မက်ဆိုအိမ်မက်ဆိုတကယ်အရင်အကြောင်းလန်းစီဟာကောင်းနေအိမ်မက်ဆိုပဲဒါပေမဲ့ဒါရီအားလုံးကအမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့အတော်လေးကိုကြောက်စီဟာကောင်းမှာပဲအမှန်တကယ်မဖြစ်ပါစေနဲ့လို့ပဲဆုတောင်းရမယ် ဒီပုံပြင်လေးကတော့ Gopal ဆိုတဲ့လူတယောက်နဲ့သူ့ရဲ့ဆယ်နှစ်အရွယ်သမီးလေးပိုနမ်တို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ Gopal ကတော့မင်္ဂလာဆောင်တဲ့ပွဲရီမှာဆိုလို့ရှင်တော့ဘုံလိုက်တီးရဲ့သူတယောက်ပဲဖြစ်ပါတယ်။သူကဘုံတီးရအတော်လေးကိုကျွမ်းကျင်ပိုင်နိုင်လုံးပါတယ်။မင်္ဂလာဆောင်နေမှာသူ့ဘုံသွားတီးပြီဆိုတာနဲ့လူတွေက မနေနိုင်အောင်ဖြစ်ပြီးကောက်ကုန်ကြပါတယ်။သူ့ရဲ့ဘုံတမ်းမှာမော့အစွမ်းတွေရှိတယ်လို့လည်းလူတွေကပြောကြပါတယ်။သူ့ကိုသဘောကျကြတဲ့သူတွေအများကြီးရှိပါတယ်။မင်္ဂလာဆောင်ရဲ့အများကြီးကလည်းသူ့ကိုဖိတ်ခေါ်ကြပါတယ်။ သူရဲ့အလုပ်ကိုသဘောကျကြတဲ့အတွက်ကြောင့်မို့လို့သူလည်းအဆင်ပြေနေခဲ့ပါတယ်။တရားမှာတော့သရိုသားဘက်ကအဆင်သင့်ဖြစ်နေခဲ့ပါပြီ။ခဏနေတော့သရိုသားရဲ့ဖခင်ဖြစ်သူရောက်ရှိလာခဲ့ပြီးနောက်ပြောခဲ့ပါတယ်။ကဲဘလို့လဲအဆင်သင့်ပဲလား။ဘော်ရီကိုစောင့်နေရတော့လေ။အဲ့ဒီအားလုံးကလည်းရှောက်နေပြီလေ။မင်းဘုံကိုစတင်တီးလိုက်ပါတော့။ဒီလိုနဲ့ကိုပါလကလည်းဘုံကိုစတင်တီးခတ်လိုက်တဲ့အချိန်မှာပဲအပရိသတ်တွေအားလုံးကခုံပြောရွှင်ကုန်ကြပါတယ်။ ကိုပါလကတော့အရိကရတဲ့ပတ်စံလေးနဲ့သူရဲ့မိသားစုကိုရှာဖွေကျွေးမွေးနေခဲ့ရတာပါတခါတလေကြာရင်တော့မင်္ဂလာဆောင်နေမှာရရှိခဲ့တဲ့ထမင်းကိုသူကအပြစ်မှမစားဘဲသူ့သမီးလေးနဲ့အတူတူစားဖို့အတွက်အင်ကိုယူသွားလေးရှိပါတယ်အင်ကိုရောက်သွားတဲ့အခါမှာသမီးလေးနဲ့အတူတူထမင်းစားပါတယ်အဖေဒီမောက်အချို့လေးကအရသာရှိပြီးတော့စားလို့ကောင်းလိုက်ကြဒီလိုမောက်အချို့မျိုးကတော့သမီးဘယ်တော့ကမှမစားခဲ့ဘူးဘူးသီလားဒါနဲ့အဖေဂျာကိုဘလို့ခေါ်လဲရင်အော်သမီးလေးရဲ့ဂျာကမောက်အချို့လုံးလေးမလိုင်လုံးလို့ခေါ်ရဲစား အရသာရှိတယ်မလားအဖေကလည်းဒါကလည်းမလိုက်လုံးပဲလားမလိုက်လုံးဆိုတာကဝိုင်းဝိုင်းလေးဖြစ်နေရမှာပေါ့အဖေကတော့လေမဟုတ်အချို့တွေအကုန်လုံးကိုမလိုက်လုံးလို့ပဲခေါ်နေတယ်သူကတော့ဒီမှာကြည့်ပါအောင်လေးတောက်ပုံစံလေးဖြစ်နေရဲ့လေအေးဟုတ်တယ်ဒါကဘာမဟုတ်အချို့များလည်းမသိဘူးနော်ဟုတ်တယ်နော်စားလို့လည်းအရန်ကိုကောင်းရဲ့ကိုပေါလ်ကသူ့ကိုရိုင်းရိုဒီတစ်ချက်ပဲစားတယ်ဆိုပေမဲ့သူ့ရဲ့တမီလေးပုံနဲ့မကိုတော့ဘိုင်ဝါအောင်ကျွေးပါတယ်တမီလေးရဲ့ပညာရေးကိုလည်းသူကအကောင်းမွန်ဆုံးကြည့်ရှုပေးခဲ့ပါတယ် ပူနမ်ကလည်းစာအရန်တော်ပါတယ်သူကစာကိုကြိုစားလိလအတင်ယူတဲ့ကလေးတယောက်ပါဖခင်ဖြစ်သူကတမီးလေးကြီးလာတဲ့အခါမှာတော့ဆရာဝန်တယောက်ဖြစ်စေခြင်းခဲ့ပါတယ်သူရဲ့မိမကစေကူတာမူကောင်းမွန်စွာမခံယူနိုင်ခဲ့ပဲစေယောင်ပေါ်မှာကွယ်လွန်သွားခဲ့တဲ့အတွက်သူလည်းနောင်တအကြီးကျယ်ရနေခဲ့ရပါလွန်ခဲ့တဲ့ရက်အနေငယ်ကကိုပါလ်ကတော့မင်္ဂလာဆောင်တွေမှာဘုံတော်တီးနေခဲ့ပါတယ်သူဘုံတီးနေတီးနေနဲ့ရုတ်တရက်ပဲသူရဲ့လက်တွေမှာအားတစမှမရှိတော့တယ်လို့မျိုးခံစားလိုက်ရပါတယ်ဘာဖြစ်တာလဲငါရဲ့လက်တွေကဘာလို့အားမရှိတော့တယ်လို့မျိုးဖြစ်သွားရတာလဲ ငါအခုဘုံကိုဆက်ပြီးတော့မတီးနိုင်တော့ဘူးဒါပါလေဘလို့ဖြစ်တာလဲငါဘာတွေဖြစ်နေရလဲသူကလည်းသူရဲ့အဖွဲဝင်ပြီးချင်းကိုပြောပြခဲ့ပါတယ်ဘာဖြစ်တာလဲရုတ်တရက်ကြီးဒီလိုဖြစ်သွားစီရလားမင်းအကြောင်းပြချက်ပြနေရမဟုတ်ဘူးလားဒုက္ခပါပဲကွာမင်းဒါဘလို့စကားတွေပြောနေရတာလဲငါကဒီအလုပ်လုံးမထမင်းစားတော့ရမယ့်သူလေငါကလိန်ပြောပါမလားငါငါဆက်ပြီးတော့တီးလို့မရတော့ဘူးလို့မင်းကိုပြောပြနေရငါသာအလုံးမလုပ်ဘူးဆိုရင်တော့တတိကငါစီကလောက်ခလားစာတွေကိုဖျက်အောင်မင်း ဒီလိုလုပ်မယ်ဆိုလို့ရှင်တော့ငါပဲဆုံးရှုံးရမှာဒါဆိုရင်တော့မင်းအယောခဏပြန်သွားလိုက်လေမင်းနေထိုင်မကောင်းဖြစ်နေတာလည်းဖြစ်နိုင်ကြပဲငါဒီရအခြေအနေကိုကြေကျက်ပြီးတော့ထိန်းထားလိုက်မယ်အရင်နေ့မှကိုပါလကလည်းအင်ကိုပြန်လာခဲ့လိုက်ပါတယ်သူလည်းအတော်လေးစိတ်ပြောင်းဝမ်းနေနေခဲ့တာပေါ့ပူနမ်ကလည်းသူ့အဖေရဲ့အခြေအနေကိုတွေ့ရတဲ့ခါမှတော့မေးခဲ့ပါတယ်ဘာဖြစ်တာလဲအဖေရဲ့အဖေကိုကြည့်ရတာစိတ်ပြက်နေရပုံပဲတမ္မရဲ့အခြေအနေအဆင်ပြေရလားဖေကျမကြည့်ပါအောင်မယ်ဒီလိုနဲ့ပူနမ်ကလည်းကိုပါလရဲ့ခေါင်းကိုကင်ကြည့်ခဲ့ပါတယ် အဆင်ပြေပါတယ်အဖေရဲ့ဖျားနေရတော့မရှိဘူးဟုတ်တယ်သမီးလေးရဲ့ဖျားတော့မဖျားဘူးဒါပေမဲ့ခန္ဓာကိုယ်ကတော်တော်လေးအားနေနေတယ်လို့ပဲအဖေရဲ့လက်တွေကမြောက်တောင်မြောက်လို့မရတော့ဘူးသမီးသိရလားဒီနေ့ဆိုရင်တော့လေအဖေဘုံကိုတော့မတီးနိုင်ခဲ့ဘူးကောင်းပြီအဖေဒါဆိုရင်တော့မနေ့ဖြန့်ကြရင်သမီးအဖေကိုအစိုးရစေယုံတီအောင်ကိုခေါ်သွားပေးမယ်နော်အေးအေးအေးဟုတ်ပြီသမီးလေးရေဟုတ်ပြီဟုတ်ပြီဒါနဲ့အဖေဘာစားထားလဲအဖေကိုကြည့်ရတာလဲဘာမှမစားသေးတဲ့ပုံစံပဲခဏလေးပဲစောင့်ပါအဖေစားဖို့အတွက်သမီးရိုတီနှစ်ချက်အမြန်ဆုံးလုပ်ပေးလိုက်မယ် မဟုတ်တာသမီးရဲ့မဟုတ်တာမဟုတ်တာအဖေအဲ့လောက်လေဘိုင်းမစဘူးအခုလောလောဆယ်တော့အဖေအရှင်းအောင်အိမ်ငိုင်းနေပြီအဖေအိတ်ချင်နေဒီလိုနဲ့တောက်ပေါင်းရောက်လုံးကလည်းအိပ်ပျော်သွားခဲ့ကြပါရဲ့နောင်နေမနက်မိုးလင်းကိုပါလည်းအရာကနိုးထလာခဲ့တဲ့အခါမှာသမီးလေးပုံနံကနေဆက်နေတိုင်းလိုပဲမနက်စာပြင်ဆင်နေခဲ့ပါရဲ့မနက်စာပြင်ဆင်ပြီးသွားတဲ့အခါမှာသူမကြောင်းသွားဖို့အတွက်ပြင်ဆင်တတ်ပါရဲ့ဒီနေ့မှတော့သူမကြောင်းသွားစရာမလိုပါဘူးဒါကြောင့်ကိုပါလကလည်းပုံနံကိုလှမ်းခေါ်ခဲ့ပါရဲ့သမီးရဲ့သမီးလေးသမီးလေးပုံနံ ပူနမ်ကလည်းအပြေးလွားပဲသူ့ရဲ့ဖခင်ဖြစ်သူစီကိုရောက်ရှိလာခဲ့ပါတယ်။အဖေနိုးပြီလား။အဖေကျမရဲ့အခြေအနေကရောဘယ်လိုလဲအဆင်ပြေရဲ့လား။အေးသမီးလေးရေဒါဆိုရင်တော့အဖေရဲ့ဘုံကိုတစ်ချက်ယူပေးစမ်းမအောင်။ဒီအချိန်ကြီးလားအဖေရဲ့။အရင်ဆုံးတစ်ခုခုစားတောက်လိုက်ပါအောင်နော်။မဟုတ်ဘူးသမီးလေးရေထားလိုက်တော့နောက်မှစားမယ်။အရင်ဆုံးအဖေကိုဘုံယူပေးစမ်းမ။ပူနမ်ကလည်းဘုံကိုယူပေးခဲ့ပါတယ်။ကိုပါလ်ကလည်းဘုံတီးဖို့အတွက်ကြိုးစားခဲ့ပေမယ့်ဒါဘယ်လိုဖြစ်သွားခဲ့ရတာလဲ။သွားပြီသမီးလေးရေအဖေရဲ့လက်တွေဘာဖြစ်သွားတာလဲမသိဘူး။ အဖေဒီဘုံကိုလုံးဝမတီးနိုင်တော့ဘူးအဖေရဲ့လက်တွေတောင်တောင်ရင်ရင်ဖြစ်နေတဲ့ဒါပါရီဖြစ်ကုန်တာလေပုန်နမ်ကလည်းသူ့ရဲ့ဖခင်ဖြစ်သူကိုစေယုံကိုခေါ်သွားပြပေးခဲ့ပါတယ်အဲဒီမှာဆရာဝန်ကလည်းပြောလိုက်ပါတယ်ခမရဲ့လက်မှာရှိတဲ့သွေးကြောတွေကအခုဆိုရင်တော်တော်လေးအားနေနေတယ်ဒါကိုပြန်ပြီးကူးသားမယ်ဆိုရင်တော့အချိန်အများကြီးကုန်မှာစေးတောက်ရမယ်စေးလိုက်ရမယ်ဘလောက်တောင်မှအကြာကြီးကူးသားရမှာလဲဆရာအ ਨੇ စုံအချိန်6လလောက်ကြာမြင့်သွားနိုင်တယ်နှင်းနဲ့လည်းခြေချနိုင်နေတော့အရိတမခမရဲ့လက်တွေပြန်ကောင်းလာမှာ ဒါပေမဲ့ဒီအတော်အတွင်းခမရဘုံတီးတဲ့အလုပ်ကိုတော့လုံးဝမလုပ်ပါနဲ့ပြီးတော့ကြိုးစားပြီးလုပ်ရတဲ့အလုပ်လက်ကိုအားသုံးပြီးလုပ်ရတဲ့အလုပ်တွေကိုလည်းလုံးလုံးမဖြစ်ဘူးခမရအခုလိုမျိုးစွတ်တရွတ်လုပ်နေမယ်ဆိုရင်တော့တဘဝအလုံးဘာမှလုပ်မရပဲဖြစ်သွားမယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာကိုပါလ်ကလည်းခေါင်းတွေတတော်လေးမူနောက်သွားခဲ့ပါတယ်သူကအဲ့ဒီနေရာမှာပဲငုံနေခဲ့ပါတယ်ဆရာရဲ့အဲ့လိုတော့မပြောပါနဲ့ကျွန်တော်ဘုံမတီးနိုင်တော့ဘူးဆိုရင်တော့ကျွန်တော်ရဲ့တမီးလေးကိုကျွန်တော်ဘလို့ရှောက်ဖွေကျွေးမွေးရတော့မှလဲသူ့ကိုကျွန်တော်ပညာနဲ့တင်ပေးရအောင်မယ် သူ့ကိုကျွန်တော်ဆရာဝန်တယောက်ဖြစ်အောင်လို့လုပ်ပေးချင်တယ်။ခမရအားမလျှော့ပါနဲ့အရာအားလုံးအဆင်ပြေသွားမယ်။ဒါပေမဲ့ဆေးကိုတော့ခမရအကြာကြီးတောက်ရလိမ့်မယ်နော်။ဒီလိုနဲ့သူကလည်းအနားယူနေခဲ့ပါရဲ့။အလောက်ကျန်းလောက်ရတဲ့သူကအိမ်မှာထိုင်နေခဲ့မယ်ဆိုရင်တော့ဘာအလုံးမှမပြီးတော့ပါဘူး။မိဖို့ကလည်းမရှိတဲ့ကုန်ချမ်းပစ္စည်းတွေကလည်းဘာမှကိုမကြံတော့ပါဘူး။ဒီအချိန်မှာမိကုန်တစ်ခုကတော့မနှက်ပြန်ပါစားကြမလဲဆိုတာပါပဲ။သူတို့မှစားဖို့တောက်ဖို့တောင်ခက်ခဲနေခဲ့ပါပြီ။ကိုပေါလ်ကလည်းမတက်နိုင်တဲ့အဆုံးသူမှမိကုန်တစ်ခုပဲရှိပါရဲ့ အရင်နေ့မှာတော့ကတော့ပုံကိုလွှဲထားပြီးတော့တီးဖို့အတွက်ပြင်ဆင်ပါတယ်။ဒါပါလို့တာလေအဖေအဖေမေ့သွားပြီလားဆရာဝန်ဘာပြောခဲ့လဲဆိုတော့လေသမီးလေးရဲ့တိတ်မကြခင်မှာဟိုလီပွဲကိုရောက်ရှိလာတော့မှအိမ်မှာစားတမျိုးပဲရှိရယ်ဆရာဝန်ပြောတဲ့စကားကိုကြားနေရယ်ဆိုရင်တော့အဖေတို့ငတ်တေကုန်မှာမဟုတ်ဘူးအဖေရဲ့အဖေမသွားပါနဲ့အဖေမသွားရဘူးအဖေပုံတီးလို့မဖြစ်ဘူးဘူနမ်ကအရန်ကိုကြည့်ချပြောဆိုနေခဲ့တဲ့အခါမှာဖခင်ဖြစ်သူကလည်းသဘောတူခဲ့ရပါတယ် ဒါပေမဲ့အခုချိန်ထိသူတို့မှစားတော့ဖို့အတွက်မရှိသေးပါဘူး။ဒါကြောင့်သူကလည်းသမီးလေးကိုပြောခဲ့ပါရယ်။ခဏနေပြန်လာမယ်လို့ပြောဆိုပြီးနောက်မှာတော့သူလည်းအပြင်ကိုထွက်ခွာသွားခဲ့ပါရယ်။တဖက်မှာပူနမ်ကလည်းတယောက်တည်းပါလို့လို့ပါကရမလဲမသိပါဘူး။သူလည်းမတက်သာတဲ့အချိန်တွေမှာဆိုရင်တော့ဖခင်ကြောင့်လေးမှသွားထိုင်နေကြပါရယ်။အရင်နေမှာလေသူကဖះအကြောင်းကိုတွားခဲ့ပါရီဖះအကြောင်းရဲ့အရှိတတဲမှာသူရဲ့အဖေတောင်းစားနေရကိုတွေ့ခဲ့ရပါရီသူကလည်းချက်ချင်းပဲသူ့အဖေကိုပြေးဖက်ထားခဲ့ပါရီဒါဘာလို့ကြလဲအဖေ သွားမယ်အဖေဒီမှာမထိုင်ပါနဲ့သွားကြရအောင်အရင်နေ့မှပုံနံမကလုံးဝဆုံးဖြတ်ချက်ချထားခဲ့ပါတယ်သူကိုယ်တိုင်တခုခုလောက်တော့မယ်လို့လည်းသူမဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့သူမကလည်းသူမဖခင်ရဲ့ပုံကိုလဲပေးမှလွှဲထားလိုက်ပါတယ်ဒီနောက်သူမပတ်စံရှာဖို့အကြွားထွက်ခွာသွားခဲ့ပါတယ်သူမဖခင်အလုံးလောက်ခဲ့တဲ့အဖွဲစီကိုသူမသွားခဲ့ပေမဲ့သူမကိုဘယ်သူမှလက်မခံခဲ့ကြပါဘူးအလုံးကစကားတစ်ခွန်းကိုပဲပြောဆိုခဲ့ကြပါတယ်ဟေး तू ကတော်လေးငယ်သေးရပဲ तू ကဘုံကိုဘယ်လိုလုပ်တီးနိုင်မလဲ ကဲသွားသွားသွားဒီကနေသွားတော့သူမလည်းစိတ်ပြက်ဝမ်းနေစွာနဲ့ပြန်လာခဲ့လိုက်ပါတယ်ဒီအချိန်မှာပဲကိုပေါလေးတငယ်ချင်းဖြစ်သူကပိုင်းရှင်ကိုပြောလိုက်ပါတယ်သူ့ကိုခေါ်ထားလိုက်ဖို့အတွက်ကိုလည်းတောင်းဆိုပေးလိုက်ပါတယ်ဟိုလီပွဲမရောက်ခင်တည်းကအလုံးမှာပဲအစိုးရယုံတယုံမှပွဲတော်ကိုဆင်နွှဲနေခဲ့ကြပါတယ်သူတို့ဘန်တစ်ခုလုံးကလည်းအဲ့ဒီကိုရောက်ရှိသွားခဲ့ကြတာပေါ့ပူနမ်ကလည်းအားလုံးနဲ့အတူတူရှိနေခဲ့ပါတယ်ခလေးငယ်လေးကိုတွေ့ခဲ့ရတဲ့အခါမှာသူဘုံတီးတက်လိုက်မယ်လို့ပဲသူမှမထင်ထားခဲ့ကြပါဘူး သူမပုံစောက်တင်တီးခဲ့တဲ့အခါမှာသူမရဲ့ပုံတန်ကြောင့်အားလုံးကလည်းအံ့အားတင်သွားခဲ့ကြရပါတယ်။အားလုံးကလည်းသူမရဲ့ပုံတန်ကိုကြားတာနဲ့ပျော်ရွှင်စွာနဲ့ကားခုံခဲ့ကြပါတယ်။မိန်ကလေးငယ်လေးရဲ့လက်လေးတွေကတော့နာကျင်ခံစားနေရပေမဲ့သူမမရက်တန်းခဲ့ပါဘူး။သူမကပုံကိုအာတွန်ခွန်ဆိုင်တီးနေခဲ့ပါတယ်။တီးနေခဲ့ပါတယ်။ဒီပွဲကိုတော့မျိုးရဲ့ဝင်းကြီးချုပ်ကလည်းရောက်ရှိနေခဲ့ပါတယ်။သူကလည်းမိန်ကလေးကိုတွေ့တာနဲ့မိန်ကလေးနဲ့တွေ့တွေ့ဆုံလိုက်ပါတယ်။တမီးလေးရဲ့နေအသက်ငယ်လေးနဲ့ဂျာပါရီလုံနေရတာလေ။ ကျမတောင်းစားတာထက်ဆိုင်တော့အခုလိုမျိုးအလုံးလုံးနေရကပိုကောင်းနေမဟုတ်လားရှင်ဝင်ကြီးချုပ်ကလည်းမျက်ရည်ကျခဲ့မိပါတယ်ဒီနောက်ပူနာမြေဖွားခင်ဖြစ်သူကြုံတွေ့ခဲ့ရတဲ့ဒုက္ခဆင်းရဲတွေကိုလည်းတို့တို့သိရှိသွားကြပါတယ်အရာကြောင့်ကိုပါလီရဲ့ကျမ၏အခြေအနေအားလုံးပြန်လဲကောင်းမွန်သွားတဲ့အထိအစိုးရဘက်ကတာဝန်ယူမယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်ဒါအပြင်လဆင်လာတိုင်းစာနာရိတ်ခါထောက်ပံ့ပေးမယ်လို့လည်းပြောဆိုခဲ့ပါတယ်ဒီထောက်ပံ့ရေးအစီအစဉ်ကတော့ကိုပါလီပြန်လဲနေမကောင်းမချင်းထောက်ပံ့ပေးနေမှာပါ အားလုံးကလည်းဝင်းကြီးချုပ်ကိုချီးကျူးပြီးတော့လက်ခုပ်တီးခဲ့ကြပါရယ်။ပူနမ်ကလည်းလက်ခုပ်တီးပေးခဲ့ပါရယ်။ဒီအချိန်မှာဝင်းကြီးချုပ်ကလည်းခလေးလေးရဲ့လက်ကိုကိုင်းပြီးပြောခဲ့ပါရယ်။ပျော်ရွှင်စရာဟိုလီတင်းညံပွဲလေးဖြစ်ပါစေတမီးလေးရေ။ပူနမ်ကလည်းပျော်ရွှင်စွာနဲ့ပြန်ပြောလိုက်ပါရယ်။ဟုတ်ကဲ့ပါဝင်းကြီးချုပ်ကြီးရဲ့ပျော်ရွှင်စရာဟိုလီတင်းညံပွဲလေးဖြစ်ပါစေရှင်။ဒီလိုနဲ့သူတို့ကအယောင်မုတ်တွေနဲ့ဆော့ကစားခဲ့ကြပါရယ်။အမှန်တကယ်ပါပဲပူနမ်မြင့်ဘဝမှာတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ဟိုလီတင်းညံပွဲလေးတွေကိုဖျက်ကျော်ခဲ့ရတာပဲဖြစ်ပါတယ် တို့ရဲ့မိသားစုကို၆လနေခဲ့တဲ့အမဲရောင်ကတော့အခုဆိုရင်တော့ပျောက်ကွယ်သွားခဲ့ပါပြီ။တို့မိသားစုလည်းအယောင်ဆုံးနဲ့ပျော်ရွှင်စွာနေထိုင်နိုင်သွားခဲ့ကြပါရဲ့။ပျော်ရွှင်စရာဟိုလီပွဲနေ့လေးဖြစ်ပါစေ။အားလုံးကလည်းပျော်ရွှင်စွာနဲ့ဟိုလီပွဲကိုဆင်နွှဲနိုင်သွားခဲ့ကြပါရဲ့။ဒါပါနှစ်ယောက်လုံးကလည်းထပ်ပြီးပေါ့ကောမှာစွရင်ပူပန်စရာမလိုတော့ပါဘူး။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။